လမယ်ဖြစ်ဖို့မထိုက်တန်ကြဝေဖန်ကြပေမယ့်တရဖူကောလုံးဝပြန်မအပ်နိုင်မှုဆိုတဲ့ခင်နာဆိုအားလုံးပဲမင်္ဂလာပါဆယ်ရီတိုင်းညူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီ DJ တခေစားခဲ့ပြီးနောက်ထပ်မယ်နမည်ကြီးလာတာကတော့အလမယ်လောကဖြစ်ပါရီမြန်မာနိုင်ငံမှာပေါ်ဆိုကတော့အလမယ်ပြိုင်ပွဲဖြစ်ပြီးလစဉ်လာတိုင်းလိုလိုအိမ်အောင်ရှင်အလမယ်ပြိုင်ပွဲတွေကိုလည်းကျင်းပတတ်ပါသေးတယ်မေဆွနီပါမြန်မာပြိုင်ပွဲကတော့မြန်မာနိုင်ငံမှာဂုဏ်သိက္ခာကြီးမားတဲ့ပြိုင်ပွဲဖြစ်ယူဆထားကြပြီးဒီနေ့မှာတော့ဆိုတော့ဖြစ်တဲ့ခင်နာဆိုဟာအလမယ်လောကရဲ့ကိုပါဝင်ရောက်လာခဲ့ပါရီ ခင်နာဆိုက The Voice မြန်မာပြည်ဝဲမှာရှင်းပြခဲ့သူဖြစ်ပြီးလက်ရှိမှာလည်းစိုင်းဝိုင်းတစ်ခုကိုဦးဆောင်နေသူပါခင်နာဆိုကိုလာမယ်ဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှမထင်ထားခဲ့ကြပါဘူးသူပုံစံကိုကြည့်ပြီးတော့လာမယ်ဖြစ်နိုင်မှုဆိုတဲ့ဝေဖန်မှုတွေကိုလည်းပြင်းပြင်းထန်ထန်ရရှိနေပါပြီဒီနေ့မှာပြည်ဝဲဝင်ပြိုင်မှုတွေစိတ်ကူးမရှိတာကြောင့်လက်ချက်မှုတွေကိုတိတ်ချမလို့ရသေးပေ ပြိုင်ပွဲဘက်ကပြောကောင်းတာကြောင့်ပြန်ပြစ်သွားခဲ့တဲ့ခင်နာစုကဝင်နာစုကိုတော့ရှာသွားခဲ့ပါတယ်။ဒီလရှင်ဝတ်ပြီးတော့ထွက်တာမကြသေးတာကြောင့်သဘင်ကားကြုံနေပေမဲ့လည်းယုံကြည်မှုရှိနေတဲ့သူကခင်နာစုကဝင်နာစုရသွားပေမဲ့ခနာကိုကိုတော့အများကြီးပြုပြင်ဖို့လိုနေသေးတယ်လို့အကြံပေးကြပါတယ်။အရှက်မောင်းနဲ့ခနာကိုချိုးစားကအလှမယ်နဲ့မကိုက်ညီတဲ့ပြင်အလှမယ်တယောက်ရဲ့ပြုမှုပြောဆိုတွေကခင်နာစုနဲ့ဆက်ကျင်ပဲဖြစ်နေပါတယ်။မေဆူနီမမြန်မာကိုရှင်းပြတော့မယ်အလှမယ်တွေထဲမှာခင်နာစုကဝေဖန်မှုကိုအများဆုံးရထားပေမဲ့လည်းစီတီခရောင်းကိုတော့ဘယ်တော့မှပြတ်မအပ်ဘူးလို့ ပြောလိုက်ပါရယ်ဘသူတွေဘလို့ပဲဝေဖန်ပါစီလာမင်းပြန်ဝဲဝင်ပေးဆိုတဲ့စိတ်ကိုမလျှော့ပဲခြေတော်ကျိုးသွားရင်တောင်မှအကျိုးတိုင်းသွားပြန်မှာဖြစ်ပါရယ်သူကဝေဖန်သူတွေသာမောသွားနိုင်ပေမယ့်ခင်နာဆိုးကတော့မမောတဲ့ရှင်ပြိုင်သွားမှာပါအဆိုတော်ဖြစ်အောင်ရင်ခင်နာဆိုးကအသက်ရွယ်ရှိတော့အလာမင်းဖြစ်ချင်တာကသူ့အိမ်မဲဖြစ်ပါရယ်ကွာရှင်းထားတဲ့တခုလည်းဖြစ်ပေမယ့်လေတခုလည်းမျိုးသမီးတွေလည်းအလာမင်းဖြစ်ခွင့်ရှိတယ်လို့အိမ်တွင်းကြက်ဖတ်မှုတွေကလည်းအမျိုးသမီးတွေရုပ်ထွက်နိုင်ဖို့အားပေးချင်တာဖြစ်ပါရယ်ခင်နာဆိုးကခင်မုန်းဖြစ်သူရဲ့အိမ်တွင်းကြက်ဖတ်မှုကြောင့်ပညာရေးဆုံးခဲ့မတိုင်ခဲ့ပေမယ့်အားနည်းချက်တခု ုဖြစ်မသိငယ်နေပါဘူးသူရဲ့ခင်မောင်နဲ့ခင်နာစုဟာရှစ်တန်းကလေးကအိမ်အောင်ကြခဲ့တာဖြစ်ပြီးတော့ခင်မုန်းတယ်ပေးတဲ့ပခုံးတရားကြောင့်ဆယ်တန်းမအောင်ခဲ့ရဘူးလို့ဆိုပါရီစာများများရှိပခုံးကနားလာလို့ဘောဂဗေဒဘာသာရဲ့ကိုသိချောင်းဖြစ်နိုင်ပေပညာရေးကတဝဲတပြည့်ဖြစ်သွားခဲ့ရပါရီခင်မောင်ကြောင့်ငယ်ရွယ်နဲ့အိမ်အောင်ကြခဲ့ရတယ်လို့ဘဝတလန်းနေလဲပိတ်ခဲ့ရတာကိုခင်နာစုကနှမျိုးမဆုံးဖြစ်ခဲ့ပါရီဒါပေမဲ့ခင်နာစုဟာ The Voice ပြန်မှာပြန်ဝဲမှာတော့သူခင်မောင်ဟောင်းက အရန်နာအိပ်ပြီးတော့နားနေမှုရှိသလိုတပေလည်းမတူပါကြဒီလိုအနေထားရောက်လာကြပြောခဲ့သူပါအခုတော့ခင်နာဆိုတာလာမေပြန်ပွဲဝင်ကန်ဒီမှာခင်မိုးဟောင်းရဲ့အကြောင်းတွေကိုတုံးချပြီးတော့ပြောနေတာကြောင့်သူ့ကိုဆက်မပြိုင်စေချင်တဲ့သူတွေရှိပါရင်ရှင်နာမကြီးရဲ့စကားတွေကြောင့်ဝေဖန်သူတွေများလာပြီးဒီလိုစိတ်ထားနဲ့အလှမေဖြစ်တင်မှုလို့ပြောနေကြပါရင်ဘသူတွေကဘလိုပဲပြောနေပါစေခင်နာဆိုကတော့မရရတဲ့နည်းနဲ့ တော်ပြင်းမှာဖြစ်ပြီးတော့တရက်ဖူကိုလည်းလုံးဝပြန်ပြီးတော့မှမဟုတ်ပါဘူး။ဒါကြောင့်ခင်နာဆိုးတရားမေဆူနီပါမြန်မာပြည်ဝဲမှာဘလို့စုတွေရသွားမလဲဆိုတာကိုလည်းပြည်သက်တရားစိတ်ဝင်စားနေပါပြီ။အလားမေဖြစ်ခြင်းလုံးလုံးလားပြိုင်နာဖြစ်ပြီးဘသူတွေပါပြပြဆက်ပြိုင်သွားမယ်ခင်နာဆိုးကအလားမေလောကမှာတကယ်အာမေနိုင်ပါမလားဆိုတာပြည်သက်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်နော်။ကြီးရှုအပ်ပေးခဲ့ကြတဲ့အတွက်ပြည်သက်တရားချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။